အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ပွဲကြိုသုံးသပ်ချက်ကနေပြပြန်လည်ပြီးကြိုးလိုက်ပါတယ်ကောင်းမွန်သောနီလီနီဖြစ်ပါဒီညကနေပြဆုမွန်ကောင်တောင်းပေးလိုက်ပါတော့အဲ့တော့ဒီနေ့မှာဒါကျွန်တော်တို့မြန်မာစံတော်ချိန်၈နာရီခွဲမှာတော့ဒါကျွန်တော်တို့အသင်းကြီးပွဲစဉ်တွေမှာတော့ Everton နဲ့ Manchester City ပွဲစဉ်တွေပွဲရှိပါတယ် Everton အသင်းရဲ့အိမ်ခွဲမှာတော့ဒါကျွန်တော်တို့ Manchester City အသင်းနေနဲ့တွားရောက်ပြီးရင်ဆိုင်ဖြစ်တယ်အဲ့တော့ဒါကျွန်တော် Everton အသင်းရဲ့ဒါကျွန်တော်အိမ်ခွင်းရဲ့နောက်ဆုံးပွဲစဉ်တွေဒီဖြစ်ပြီးနေဖြစ်လာခဲ့ပြီး ဂူဒစ်ဆန်ပတ်ကြီးရတာမကြခင်ပိတ်သိမ်းတော့မေဒါကျွန်တော်ပွဲစဉ်တစ်ပွဲဖြစ်လာခဲ့ပြီးတော့လက်ရှိမှာမန်ချက်စတာစီးတီးအသင်းအနေနဲ့ဒီနေ့ပွဲစဉ်ကိုဘယ်လိုမျိုးဟန်ဒယ်လုပ်မလဲဆိုတော့လေးကိုစိတ်ဝင်စားဖို့ခေါင်းနေလက်ရှိအနေထားရတာကျွန်တော်တို့သိကြရတဲ့အတိုင်းပဲတစ်ဖက်ကတော့ကျွန်တော်ညူကာဆယ်အသင်းကနိုင်ပွဲဆက်နေပြီးတော့လက်ရှိမှာဥရောပဝင်ငွေရအခြေအနေတွေကောင်းနေတဲ့အချိန်မှာမန်ချက်စတာစီးတီးအသင်းနဲ့အခုလက်ရှိမှာတူလဲတာကျွန်တော်တို့နောက်ပိုင်းပွဲစဉ်တွေမှာဒါချိန်ရလက်ပိုင်းအဖြစ်တော်တော်လေးမဆိုးဘူး ဒါစီးရီးသစ်နဲ့ခုနောက်ပိုင်းဒါကျွန်တော်တို့ Crystal Palace ကိုလည်း5ဂိုး2ဂိုးနဲ့နိုင်ခဲ့ပြီးရတဲ့ပုံမှာနိုင်ပွဲတွေတောက်လျှောက်ပြန်ဆက်နေတယ်လို့ဆိုလို့ရမယ်တဲ့မှာပါတယ်အစစ်တင်းနေတာကျွန်တော်အရင်တုန်းကခြေစွမ်းလေးရတာကျွန်တော်တို့ပြောမယ်ရွှေဘဆိုတဲ့ဒါကျွန်တော်တို့အရေးအယောင်တွေကိုစတင်ပြီးတော့ပြန်တန်းလာခဲ့တဲ့နေသားမှရှိတယ်။ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော် Everton အသင်းရဲ့အိမ်ဝင်းမှာ draw တဲ့ကြောင့်လုတ်ဆရာလေးတော့အများကြီးရှိတယ်။ Everton အခုနောက်ပိုင်းပွဲစဉ်မှာတော်တော်လေးကိုဒါခြေစွမ်းအားဖြစ်တာမဆိုးဘူးလို့ပြောလို့ရတဲ့ဒေတာတစ်ခုကိုရောက်လာခဲ့တယ်ဗောနော။ ။ Everton အသင်းတခုလက်ရှိမှာဒါကျွန်တော်တို့နောက်ဆုံးပွဲစဉ်မှာဒါ Northern Forest ဆိုအသင်းမျိုးကတော့မှအိမ်အဝေးကွန်းမှာဒါ1-0ဆိုတဲ့ရလနဲ့အနိုင်ရရှိခဲ့တာကိုတွေ့ရမယ်။တစ်ဖက်ကဒါ Manchester City အသင်းကလက်ရှိမှာ Crystal Palace ကိုခြေစွမ်းပြနေတဲ့အသင်းကို5-2ဆိုတဲ့ရလနဲ့နိုင်ခဲ့တယ်ပေါ့နော်။အဲ့တော့ မန်ချက်စတာစီးတီးဘက်ကပြန်ကြည့်မယ်ဆိုရင်လက်ရှိမှာဒါကျွန်တော်တိုက်ဆက်ပိုင်းဖော်မရပြန်ကောင်းလာခဲ့တယ်ခန်စပိုင်းကလိုအပ်ချက်တွေရှိသေးသေးဖြစ်တယ်ခန်စပိုင်းကဒါကျွန်တော်တောက်လျှောက်ဂူရီပေးနေရသေးဖြစ်တယ်ဆိုတော့ဆက်လက်ပြီးပြသခဲ့တယ်နောက်ဆုံးပြိုင်ပွဲဆို9မှာဒါ9ဂူအထိပေးခဲ့ရတဲ့ခန်စစ်ကဒါပေမဲ့ပြန်ကြည့်မယ်ဆိုရင်အော်တပွဲတကူဆိုတော့ဆိုဒါပေမဲ့ပြန်ကြည့်မယ်ဆိုတော့ကျွန်တော် Crystal Palace နဲ့ပွဲမှာ9ဂူပေးထားခဲ့ရတယ်ဒါကျွန်တော်တို့ဘူးမောင်းနဲ့ပွဲစုံမှာတကူပေးတယ်ဒါတအပြင်ကျွန်တော်တို့ Brighton နဲ့ပွဲစဉ်မှာအိမ်ဝင်းမှာနှစ်ဂိုးပေးခဲ့တယ်ပေါ့။အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ Everton အသင်းနဲ့ပြန်ကြည့်မယ်ဆို Everton အသင်းအခုနောက်ပိုင်းပွဲစဉ်မှာဒါခံစစ်ပိုင်းအဖြစ်တော်တော်လေးကို solid ဖြစ်လာခဲ့တယ်လို့ဆိုရမယ်။ကျွန်တော်တို့ Northern Forest ကိုဒါ clean sheet ရအောင်ဆွတ်ဆောင်နိုင်ခဲ့တယ်။ Arsenal အသင်းကို1-1သေချာခဲ့တယ်။ Marseille တပ်ပြီးမှတကူးတဲ့နဲ့ကပ်ပြီးရှုံခဲ့တယ်။ West Ham အသင်းကို1-1 Wolves အသင်းကို1-1အဲ့တော့ပြန်ကြည့်မယ်ဆိုရင်လက်ရှိမှာ Everton အသင်းနဲ့နောက်ဆုံးပြိုင်ပွဲဆို9ပွဲမှာတကူးနဲ့အထက်ပြီးခဲ့ရတဲ့ပွဲစဉ်ကတော်တော်လေးကိုနည်းတယ်။ Manchester City ကခုနောက်ပိုင်းပွဲစဉ်မှာဒါ tight set ပိုင်းပြန်လဲပြီးတက်လာတဲ့အသင်းတစ်သင်းနဲ့ဒါကြောင့်ခန့်စစ်ပိုင်းကောင်း ောက်နေတဲ့ Everton အသင်းကိုဘယ်လိုမျိုးယဉ်ဆိုင်မလဲ မန်ချက်စတာစီးတီးအသေးလက်ရှိနီးပြဖြစ်တဲ့ပက်ဂွာလာကတော့ပုံမွန်လေးလေးနဲ့ကောကဝင်ပြောထားခဲ့တာကသူ့အနေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ Champion League ပွဲစဉ်တွေကို Champion League ဝင်ခွင့်အတွက်တိုက်ပွဲဝင်တာကရှက်စရာမဟုတ်ဘဲနဲ့ဒါတည်းတစ်ခါကြရင်ဖြစ်မယ့်အရာတွေဆိုပြီးသူကပြောသွားခဲ့တယ်အဲ့တော့မန်ချက်စတာစီးတီးနဲ့လက်ရှိမှာဒါကျွန်တော် Champion League ဝင်ခွင့်အတွက်အစနံပါတ်9နေရာမှာရပ်တည်နေတယ်နံပါတ်9နေရာမှာလက်ရှိလာမယ့်နေရာဒီမှာ Champion League ဝင်မယ့်အတွက်ကြောင့်တော်တော်လေးကိုစိတ်ဝင်စားဖို့ခေါင်းတယ်ဒါပေမဲ့ City အသေးတွေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့တီဗီအရာပြန်ကြည့်မယ်ဆိုရင်တော့ဒါကျွန်တော်အပေါ်ကအသင်းနဲ့အမှတ်ကပြန်ကတ်လာခဲ့ပြီ Newcastle စင်နဲ့လက်ရှိမှာဒါ၄မှတ်လောက်ကွာသွားတာမှန်ပေမဲ့ဒါကျွန်တော်တို့ Dragon Force အသင်းနဲ့ဒါ၂မှတ်ပဲကွာထားတယ် အဖြစ်နဲ့တဖြစ်တာကျွန်တော်အပေါ်ကသစ်တွေနဲ့အမှတ်ပြန်ကတ်လာတဲ့ Manchester City အသင်းနဲ့ဒီနေ့ပွဲစဉ်က match win ပွဲစဉ်တပွဲဖြစ်တယ်။တစ်ဖက်က Everton အသင်းပွဲစဉ်ကိုပြန်ကြည့်အောင် Everton အသင်းကလက်ရှိမှာ tense zone မှာယက်တိယက်တိကနေအခုလက်ရှိမှာအပေါ်ကအသင်းနေနဲ့ကိုအမှတ်ကိုပြန်ကတ်လာခဲ့တာကိုတွေ့ရမယ်။ Palace နဲ့ဆိုတကယ်တည်းပြဿနာကြီးမှာရမှတ်အဖြစ်9မှတ်လောက်กว่าတယ်။ United နဲ့အမှတ်กว่าတယ်။ဒါပေမဲ့ကျွန်တော်အမှတ်တူတယ်။ဒါပေမဲ့ကျွန်တော်ရေ goal kwa charge ကြောင့်မအဆက်ဆက်သုံးနေမှာယက်တိတယ်။ Spurs နဲ့ဒါကျွန်တော်တမှတ်กว่าတယ်။ Wolves နဲ့လက်ရှိမှာ2မှတ်กว่าတယ်။ဒါကျွန်တော်လက်ရှိမှာအခြေအနေတွေကောင်းလာတဲ့နေရာဖြစ်။အဲ့တော့ ။ Everton အသင်းကတော့ကျွန်တော် David Moyes ကင်တာပြီးနောက်တမှာ Cancel ဘိုင်းအဖြစ်တော်တော်လေးကို strong ဖြစ်တယ်။ Leicester ဘိုင်းကသိပ်ပြီးသီးသီးသာကြီးတိုးတက်လာတာမျိုးမရှိဘဲနဲ့ Cancel ဘိုင်းမှာဒါကျွန်တော်တို့တပွဲကိုပြန်မြတ်တကူလောက်တော့မပေးရတဲ့အနေအထားတစ်ခုကဒါတို့အနေနဲ့တော်တော်လေးကိုထိမ့်ထိမ့်သိမ့်သိမ့်လှုပ်ပြနိုင်ခဲ့တာကိုတွေ့ရမယ်တဲ့မှာပွားတယ်။ဒါပေမဲ့မြို့တော်ပင်စိုးစင်းကမှဒီ twin goal တွေကဘယ်လောက်ထိရေးပါလဲဆိုတော့ပိတ်သက်တဲ့အသီးဆုံးဖြစ်ပါလိမ့်မယ်။ Everton အသင်းနဲ့ခုလက်ရှိမှာဒါကျွန်တော်တို့နောက်ဆုံးတာ Goodison ပတ်ရဲ့နေ့ရက်များမှာတော့သူတို့ရဲ့အိမ်ဝင်နောက်ဆုံးအမှတ်တရတွေကိုဖန်တီးနေစေဖြစ်တယ်။အဲ့တော့ဒီနေ့ပွဲစဉ် Goodison ပတ်ရဲ့နောက်ဆုံးပွဲစဉ်နေတဲ့တပွဲဖြစ်မဲ့တော့ Manchester City ီသစ်တော့လုံးဝအမှတ်ခံလို့မရဘူးလက်ရှိမှာစီရီသစ်နဲ့အောက်ကအသင်းတွေနဲ့လည်းအမှတ်ကပ်နေတဲ့အတွက်ကြောင့်မို့ဒီနေ့ပွဲစဉ်ကစီရီသစ်တွေအရေးကြီးတယ်ချက်စီနဲ့တမှတ်ပဲကွာတယ်အက်စတန်ဗလာသစ်နဲ့တမှတ်ပဲကွာတယ်တစ်ဖက်ကတော့ချက်စီကအက်စတန်ဗလာသစ်ကဒီနေ့ပွဲစဉ်ကိုနိုင်ပြီးကျွန်တော်တို့စီရီသစ်နဲ့အမှတ်ရော့ခဲ့မယ်ဆိုရင်တော့ကျွန်တော်ဥရောပဝင်ငွေ့မှာဒါကျွန်တော်နေထိုင်တိုင်ပတ်သွားမှတယ်မှာပေါ့အဲ့တော့ဒီနေ့ပွဲစဉ်ကိုသေချာပြန်ကြည့်မယ်ဆိုတော့ဒါစီရီသစ် line up ကိုဘယ်လိုလုပ်မှာလဲစီရီသစ်နဲ့အခုလက်ရှိမှာဒါကျွန်တော်ဂျားတဲ့မှာ FA ဘလာတပွဲပဲရှိတော့တဲ့အတွက်ကြောင့်မို့သိပ်ပြီးစိတ်ပူစရာဘာမှမရှိဘူးသူအနေနဲ့ဒါကျွန်တော် line up ကိုကြိုက်တယ်လို့ဒါကျွန်တော်သုံးလို့ရတယ် ်ဒီပြနေတဲ့နေ့ပွဲစမှာဒါဘလို့မြို့တာကျွန်တော်တို့အဲလုတ်ပြသွားမယ်ဆိုတော်တော်လေးကိုစိတ်ဝင်စားဖို့ခေါ်ရတယ်ပေါ့နော်အေဗာတန်အသင်းရဲ့ခုလက်ရှိမှာဒါကျွန်တော်လူဆုံးတက်ဆုံးပါပဲဒါကျွန်တော်လက်ရှိသူတို့နေရသူတို့ရဲ့လူဆုံး လက်စုံနီးနီးသွားလို့ရတယ်။ Everton သင်းနဲ့သူတို့ရဲ့တိုက်စစ်မှုတစ်ယောက်ဖြစ်တဲ့ Cavalry ဝင်ဝင်ကစားသမားပြောက်ဖြစ်တဲ့ Linkstrong ကလွှဲရင်လူစုံတက်ဆုံးပြပါတယ်။နီးပြဒါကျွန်တော်တို့ Guardiola အနေနဲ့ Manchester City အသင်းကတော့ဒါ Ederson တယောက်တစားပွဲလွဲချော်မယ်ဆိုပြီးတရားဝင် confirm လုပ်ထားခဲ့တယ်။ John Stone ဒါကျွန်တော်တို့လွဲချော်ဦးမယ်။ Arkin G လွဲချော်မယ်။ Nathan Ake လွဲချော်မယ်။ဒါပြီးတော့ Rodri လွဲချော်မယ်။ Erling Haaland လွဲချော်မယ်ပေါ့နော်။အဲ့တော့ ပြောချင်တာကလက်ရှိမှာဒါကျွန်တော်တို့ Manchester City အသင်းအနေနဲ့ဒါကျွန်တော်လွဲချော်မဲ့ကစားသမားတွေကဒါ Everton နဲ့ဆိုင်တော်တော်လေးကိုများတယ်အဲ့တော့အဓိကတော့ကစားသမားတော်တော်များများတာလွဲချော်မဲ့ Manchester City အသင်းနဲ့ဒါကစားသမားတချို့ကိုဒါကျွန်တော်ပြန်လည်ပြီးတွေ့ရမယ်ဒါပေမဲ့ကျွန်တော် City အသင်းအနေနဲ့ပြန်ကြည့်မယ်ဆိုရင်ဒီနေ့ပွဲစဉ်ကဘလောက်ထိ crucial ဖြစ်လဲဆိုတော့ပြည်သက်တွေအသီးဆုံးဖြစ်ပါလိမ့်မယ်အဲ့ဒါလာမယ့်ရာသီမှာဒါ City အသင်းနဲ့ဒါကျွန်တော်တို့ Champion League ကိုဝင်ခွင့်အတွက်ဒီနေ့ပွဲစဉ်ကတော်တော်လေးကို crucial ဖြစ်တယ် FA Fly ရပြီး Europa League ရ AC ဝင်လို့ရတယ်ဘောနော်ဒါပြောရမလို့ဒါပေမဲ့ Everton အသင်းဘက်ကပြန်ကြည့်အောင် Everton အသင်းနဲ့ခုနောက်ပိုင်းဒါကျွန်တော်တို့သူတို့ ဲ့နောက်တန်းနေဖြစ်တဲ့ Michael Lang ကို Brad White တာ Koski O'Brien ဆိုရတဲ့အတွဲမိနေတဲ့ခံစက်ကဒီနောက်ပိုင်းမှာတော်တော်လေးကိုမဆိုးဘူးလို့ပြောလို့ရတယ်။ဒါဂဓိကတော့ဗောနော်သူတို့နေတာ Everton အသင်းကရှင်းနေပါသူတို့ရဲ့ဒါကျွန်တော်တို့အခုကောင်သူကလူကောင်ကြီးတဲ့လူကောင်သေးကိုတွဲချလိုက်တာ Michael Lang ကိုတယောက်ပဲဒါဒီနောက်တန်းမှာအကောင်ညက်ညက်လေးရှိတာအကောင်ညက်တယ်ဆိုတော့ Michael Lang ကိုတော့အကောင်ကြီးတယ်ဗျာတေချာပြန်စဉ်းစားကြည့်မယ်ဒါတော့ O'Brien Tarkovsky Brand White ဆိုတဲ့အုပ်စုကတကယ်ကို တော်တော်လေးကို significant တော်တော်လေးကိုမိုက်တဲ့လူအစုဖွဲ့လို့ပြောလို့ရတယ်မှာဘာအဲ့တော့လာမယ့်နေရာစီမှာဒါကြောင့်မို့လို့ဒါကျွန်တော် brand white လို့ chart တက်ကိုလူတော်များကလည်းဒါခေါ်ယူဖို့အတွက်စဉ်းစားနေတာဖြစ်တယ်အဲ့တော့ဒါလက်ရှိမှာ everdan အသင်းမှာဒါကျွန်တော်လက်ရှိတိုက်စစ်မှုမရှိတဲ့ပြဿနာတော်တော်လေးကိုဆိုရဲဒီနေရာမှာဒါကျွန်တော်တိုက်စစ်မှုနေရာမှာ bruha ကိုထည့်ပြီးသုံးသွားမယ်လို့မြင်နေဒါမဲ့လက်ရှိမှာ cable လီဝင်မရှိဘူးဒါကျွန်တော်တို့တိရတော့ကဒါဒီနေ့ပွဲစဉ်မှာကျွန်တော်အမြင်ရပြောမှာဆိုဒါ beto ပဲသုံးသွားမယ်ထင်တယ်ဒီလက်ရှိဟို live score မဖြစ်မှာတော့ဒါကျွန်တော် bruha ကြီးထည့်မယ်ဆို bruha ကြီးကိုကျွန်တော်ထည့်မယ်လို့မတင်ဘူးကျွန်တော်တော့ beto ပဲသုံးသွားမယ်ထင်တယ် beto ကခုနောက်ပိုင်း everdan တိုင်းတိုက်စစ်မှာတော်တော်လေးအဆင်ပြေလာတယ်။ဒိုကိုရင်းရတွဲစီရတယ်။ဒါပေမဲ့လက်ရှိအဓိက Everton နောက်ပိုင်းအသက်သွေးကြောတာကျွန်တော်တို့တောင်မန်ဂျပ်တောင်မန်ဘက်ကပေါ့နော်။ကျွန်တော် NDI အိန္ဒိယရဲ့ဒါကျွန်တော်လက်ရှိအခြေအနေကတော်တော်လေးကိုတိုးတက်လာခဲ့တယ်။လာမယ့်နေရာဒီမှာဒါအသင်းကြီးသသင်းမဟုတ်ဘူးဒါကျွန်တော် Aston Villa လို့အသင်းဘူးကိုလည်းပြောင်းရွှေ့ဖို့ရေပန်းစားနေတယ်။အိန္ဒိယကိုဒါလက်ရှိမှာ Everton အသင်းနဲ့တော်တော်လေးကိုဒါကျွန်တော်သဘောကျဖို့ကောင်းတဲ့ကစားသမားဖြစ်တယ်။ဒါပေမဲ့လက်ရှိ Manchester City ဘက်ကိုပြောင်းကြည့်အောင်စီးအသင်းနဲ့ဒါကျွန်တော် Crystal Palace ကပြသွားခဲ့တဲ့ခြေစွမ်းကိုပြန်ပြီးမယ်ဆိုတော့ Aubameyang မှာ Mosca တကယ်ကိုစောင့်ကြည့်ကြည့်စရာဖြစ်တယ်။နောက်က Kevin De Bruyne က Kevin De Bruyne ကိုဒါကျွန်တော် Crystal Palace နဲ့ပွဲစဉ်တုန်းကလို့မတွေ့ရတော်တော်လေးကိုကြာခဲ့ပြီး ကေဗင်ဒဘရိုင်းနာကိုကေဗင်ဒဘရိုင်းနာဆက်ဆံပဲလစ်နဲ့ပွဲစုံမှာတွေ့ခဲ့ရဒီနေ့ပွဲစုံမှာကေဗင်ဒဘရိုင်းနာသူ့ကိုသူ့အနေနဲ့မန်ချက်စတာစီးတီးအသင်းကိုမနှုတ်ဆက်ခင်အမှတ်တရတွေအပြည့်သွေးသွားမယ်လို့ပြောတော့အခုနောက်ပိုင်းမှာဒါကျွန်တော်မန်ချက်စတာစီးတီးပွဲစုံကိုပြန်ကြည့်မယ်ဆိုရင်တော့ခန်းစစ်ပိုင်းကလွင်တိုက်စစ်ပိုင်းကဘယ်လန့်စရာတော်တော်လေးကိုမိုက်တယ်ဂိုးသွင်းမဲ့ကောင်းတယ်ဖန်တီးပေးမဲ့ကောင်းတယ်တောင်ပန်းမှာမှုွေမဲ့ကောင်းတယ်ဒါပေမဲ့လက်ရှိမှာကျွန်တော်အနေနဲ့ပြောမှာစီးတီးအသင်းကိုသိပ်ပြီးမကြိုက်တာတောင်ပန်းပဲတောင်တန်းအသင်းတောင်ပန်းကကောင်းတယ်တချို့ကောင်းတယ်ဒါကခုနောက်ပေါ်ဆိုအမ်ပရိုဒတ်အရင်နေတယ် Jeremy Doku, Savio ဒီလိုကစားသမားမျိုးတွေနေတာ app product နေတော့ကျွန်တော်သိပြီးသွားမှာကြောင့်ဒါပေမဲ့ဒီလိုပွဲစဉ်တွေမှာဒါကဒါအကောင်းဆုံးလို့ပြရအောင်ပွဲစဉ်ဖြစ်တယ်။တစ်ဖက်ကခန်းစစ်ကောင်းလာပါတယ်ဆိုတဲ့အသင်ကို Manchester City အသင်းနဲ့ဒီနေ့ပွဲစဉ်မှာ twin goal တွေ twin ပြရဖို့အများကြီးကြိုးစားရမယ့်တော်စဉ်ဖြစ်တယ်။အဲ့တော့ City အသင်းအတွက်ဒီနေ့ပွဲစဉ်ကဥရောပဝင်ကုန်းအတွက်အများကြီးရေးပါတယ်။တစ်ဖက်ကဒါအပေါ်က Newcastle United နဲ့အမှတ်ပြန်ကက်ရေးအစီအစဉ်မှာတော့ဒီနေ့ပွဲစဉ်ရဲ့သုံးမှတ်ကဘလောက်ထိရေးပါမလဲဆိုတော့ပြည်သက်တွေအသိဆုံးဖြစ်ပါလိမ့်မယ်။ ။တစ်ဖက်ကတော့ကျွန်တော် Everton ဘက်ကပြန်ကြည့်ရတယ်ဒီနေ့ပွဲစဉ်ကတော့သူတို့အနေနဲ့လက်ရှိမှာဒါအပေါ်တက်ဖို့အတွက်ဒါ ညော်လေးချက်ရေး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 ပွဲစဉ်ပွဲဖြစ်တယ်။သို့ပေမဲ့တော့ညာဒီနှစ်မှာဒါ Everton တဲ့ဥရောပဝင်ဝင်ကတော့မလွယ်တော့ထင်တယ်။ဒါပေမဲ့ဒီနှစ်ဒါဒီပွဲစဉ်အတွက်ဘာဒီဘလိုလုတ်သွားမတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။ Everton တဲ့ Goodison ရဲ့ညများမကြခင်ပြီးဆုံးတော့မယ့်အချိန်မှာဘလိုမျိုး Manchester City အသင်းကိုအဲ့ခံသွားမလဲ။ City သင်းကဥရောပဝင်ဝင်တနေရာအတွက်ဒါကျွန်တော်ရှေ့က Crystal Palace တဲ့ပွဲစဉ်တော့ကလူရွှေဘကရွှေဘလိုလုတ်ပြသွားမလားဆိုတာကိုတော့ကျွန်တော်တို့ပိတ်ကားပြင်မှာအတူတူစောင့်ကြည့်ရမယ်လို့ပြောရင်းနဲ့ပဲကျွန်တော်ကိုတော်ကုန်ပြပါဦး။ဘလုံးဘက်တွေကိုကြည့်ရှုနေတဲ့ဆိုရင်တော့ Youth Sport Media ရာ3 point zone နဲ့ဒီ B4E တို့မှာကျင်းရင်းလူစင်ပေါင်းကွန်ကြီးလို့ရပါတယ်။များများလေးလည်းကလစ်ဖို့မမိကြပါနဲ့ဗျာ။အောက်က comment တွေထဲမှာလည်း youth sport media 3 point zone နဲ့ဒီ B4E တို့လေးလေးဒီကိုထည့်ပေးထားခြင်းပြီးကျွန်တော်မျက်စောကွန်ကြီးပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါရ။များများလေးလည်းကလစ်ဖို့မမိကြပါနဲ့။များများကလစ်မှမမြင်နိုင်ဖြစ်ပါနဲ့။အားလုံးပဲကြိုးတင်ပါတယ်။ကောင်းမွန်သောနေ့လေးနေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲ။ ျွန်တော်ကိုတော့ကုန်ပြီပေါ့ဗျာအားလုံးမကြိုးတမိုင်းမိမိုင်းလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျညံ့ညံ့ကလစ်မှမြေမြန်နာဖြစ်ပါတယ်ကျွန်တော်ကုန်ပြီပေါ့ဒေဗာပါ